အဲ့တော့ Photoshop ကိုအသေးအံဝယ်ဖို့ကြိုးစားနေတဲ့သူတွေ Photoshop ကို crack version သုံးဖို့ကြိုးစားနေတဲ့သူတွေ infinity ကိုပြောင်းသုံးဖို့ကျွန်တော်အကြံပြုချင်တယ်။ဘာကြောင့်လဲဆိုတော့အခုကျွန်တော်ပြောခဲ့လို့ function တွေကလည်းတော်တော်စုံနေ Photoshop နေပါပဲ powerful ဖြစ်တယ်။အဲ့ဒါကြောင့်မလို့ MacBook သုံးပြီးတော့ Photoshop တွေ Illustrator နဲ့ပတ်သက်ပြီးတော့ ခေါင်းစားနေရတဲ့ Mac ယူသားတွေအတွက်ဒီနေ့သတင်းကောင်းလေးတစ်ခုနဲ့ပြောပြချင်ပါတယ်။ Infinity လို့ခေါ်တဲ့ဒီ software ကလုံးဝအခမဲ့သုံးခွင့်ကိုတစ်ကမ္ဘာလုံးကိုချပစ်လိုက်တယ်ပေါ့နော်။ ဒီ infinity software ကအရင်တော့ဆိုရင်ပတ်သက်ပေးပြီးတော့ဒေါ်လာ200ကျော်300ပေးပြီးတော့သုံးရတာပေါ့နော်အခုတော့ဒီ software ကိုသူက canva ကနေဝယ်လိုက်တယ်ပေါ့ canva ကနေဝယ်ပြီးတော့ဒီ software ကို canva မှာ license ရှိအောင်နဲ့ connect လုပ်ပြီးတော့သုံးလို့ရရပါတော့ဒီပုံလေးထဲမှာဆိုရင်ဒီ infinity ဆိုတဲ့ software ကို macbook ပေါ်မှာတင်ပြီးတော့သုံးတဲ့အခါ photoshop လိုမျိုးလုံဆောင်ချက်တွေလည်းအများကြီးပါတယ် illustrator လိုမျိုးဒီ graphic design တွေ vector တွေ create လုပ်လို့ရတဲ့ tools တွေအကုန်လုံးပါတယ်ဒီ video ကအဲ့ဒီ infinity software ကိုဘယ်လိုမျိုး download ဆွဲရမလဲဘယ်လိုမျိုးယူရမလဲပြီးတော့ license တွေရော canva နဲ့ချိန်ပြီးတော့ဘယ်လိုမျိုးသုံးရမလဲဆိုတာတွေအစအဆုံးကျွန်တော်ဖျက်ပြပေးမှာပါဒီ software ကိုဒါရှင်းထားလိုက်တဲ့ဆိုရင်တကယ် photoshop သုံးတတ်တဲ့သူ illustrator သုံးတတ်တဲ့သူဒီလိုပုံကိုယ်တွေက infinity ကိုလုံးဝကြိုက်မှသိချားတယ်သူရဲ့ powerful ဖြစ်တဲ့ function တွေက Photoshop နဲ့ Illustrator ကိုပြန်ပြီးတော့ဖိုင်နိုင်တဲ့လောက်ဆောင်ချက်တွေကြောင်းပါ ဒီ software လေးကိုဘယ်လိုမျိုး download ဆွဲရမှာလဲဆိုတာလေးကိုအရင်ဆုံးစပြီးပြောချင်ပါတယ်အရင်ဆုံးအနေနဲ့ browser တစ်ခုကိုဖွင့်ပြီးတော့ဒီ website လေးကိုကြွားရပါတယ် website ရဲ့လိပ်စာလေးကတော့ infinity.studio ဆိုတဲ့ website လေးပါ ဒီ website လေးရောက်ပြီဆိုရင်ညာဘက်ပေါ်တောင်းက get infinity ကိုနေလိုက်ပါမယ်ဒီလိုလေးပေါ်လာပြီဆိုရင်တော့ sign up to download ပေါ့နော်လုံးဝပတ်သက်ပေးစရာမလို confirmationization ကိုလည်းဒီကောင်ကိုချိန်ပြီးသုံးလို့ရတဲ့ဖြစ်တဲ့အတွက်ပတ်သက်တွေထပ်ပြီးတော့ပေးစရာမလို့တော့ပေါ့နော်အဲ့ဒီနေရာလေးကို download ဆွဲဖို့အတွက်ဆိုရင်သူက sign up to download ကိုနှိပ်ရတယ်ဆောစောကကျွန်တော်ပြောခဲ့သလိုပေါ့နော်ကိုစီမှာ Canva account ဝယ်ထားတဲ့ Canva account ရှိဖို့လိုပါတယ်။အဲ့ဒီ Canva account လေးရှိပြီဆိုရင်တော့ canva ကို login ဝင်ပေးရပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်က continue with email ပေါ့เนาะ canva ကို login ဝင်တဲ့အကောင့်လေးကိုကျွန်တော်ထည့်လိုက်မယ်ထည့် email ထည့်ပြီးသွားပြီဆိုရင် continue လုပ်မယ်ခဏ6လုံးပို့မယ်9611160 continue လုပ်ဆရာတော့မလို့ပေါ့เนาะအဲအဲ့လိုမျိုးကိုယ့်ရဲ့ canva က license ရှိတယ်ဆိုရဲအကောင့်ကမှန်ကန်သေးချတယ်ဆိုရင်ဒီစင်လေးကိုခေါ်သွားပါမယ် window အတွက်လည်းရတယ် mac os အတွက်လည်းရတယ် download for mac os ကိုနေလိုက်ပါမယ် အဲ့တော့ download ဆွဲပေးသားလို့ပြည်သွားပြီဆိုရင်သူ့ဘောမှာ net ချက်နေလိုက်မယ် net ချက်နေပြီးဒီကောင်းလေးကို application folder လေးတွေကိုဆွဲထည့်ပေးလိုက်အောင်မယ် loss ရဲ့ကျွန်တော်မှာတော့ရှိပြီးသားဖြစ်နေတဲ့အတွက်ပေါ့နော်ဒါကျွန်တော် replace ပဲပြန်လုပ်လိုက်ပါမယ် infinity ကိုဖွင့်လိုက်မယ်ဒီလိုလေးပေါ်လာပြီဆိုရင် open ကိုတစ်ချက်နေလိုက်ပါမယ်ဒီနေရာမှာ login or sign up ကိုနှိပ်လိုက်မယ် default browser တစ်ခုနဲ့ပွင့်သွားပါမယ် ဟုတ်ကဲ့ပါအဲ့တော့ကိုယ့်ရဲ့ canva account နဲ့ဒီ infinity နဲ့ကိုချိတ်ဆက်ပြီးသွားရယ်ဆိုတော့ infinity ကိုစပြီးတော့သုံးလို့ရပြီတကယ်ဒီကောင်းကိုဘလောက်ထိ powerful ဖြစ်တယ်လဲဆိုတော့ကျွန်တော်ပြပြပေးမယ်အခုဒီဒါကတော့ပထမဆုံးမြင်ရတဲ့ဟာလေးပါဒီ home screen အောက်မှာဆိုရင်ကိုကျွန်တော်တို့စပြီးတော့ဖန်တီးမဲ့ blank document နဲ့ယူလို့ရတယ်အောက်မှာဆိုတော့ infinity ကိုစရတဲ့သူဘယ်လိုပြောမလဲနမူနာလေးလေးလောက်ထားတဲ့ file လေးရှိရပါတယ်ကျွန်တော်ဒီ file လေးတစ်ဖိုင်ကိုအေးဆုံး download ဆွဲလိုက်မယ် နမူနာအနေနဲ့ပြချင်လို့ပေါ့နော်သူ layer တွေအလုပ်ဘလို့လုပ်တလို့လဲပြီးတော့ Photoshop လိုမျိုးတကယ်ရောပါလာပေါ့အဲဒီကောင်လေးပေါ်လာပြီဆိုကျွန်တော်ပိတ်လိုက်မယ်ကြီးချလိုက်ပါမယ် user interface ကဒီလိုလေးပေါ်လာမယ် Photoshop လိုမျိုးကျွန်တော်ကဒီထဲကကိုယ့်ရဲ့အလုပ်ကိုဒီလိုမျိုးရွှေ့လို့ရတယ်အဓိက main point ကကျတော့ tools တွေပေါ့နော် tools တွေက၃မျိုးရှိတယ်ဗျ vector ဆိုတဲ့ category ရဲ့ preset ရဲ့ layout ရဲ့ canva ai ရဲ့ vector မှာဆိုရင်သူကဘာကြီးလုပ်လို့ရလဲဆိုတော့ဒီ vector graphic တွေဖန်တီးလို့ရတဲ့ tools တွေကိုဒီဘက်မှာအကုန်ချပေးထားပါဘောနော်အများကြီးပဲရှိတယ်ဒီ tool တွေကိုကျွန်တော်က customize လုပ်လို့ရတယ်ဒီ tool ပေါ်မှာမကြိုက်တဲ့ tool တွေကိုဖယ်ထုတ်တာမျိုးထည့်တာမျိုးတွေလုပ်လို့ရတယ် ဒါတော့ Vita ဆိုတဲ့အောက်ကပါเนาะကျွန်တော်ကတော့အဲ့လို graphic design နဲ့ပတ်သက်တဲ့ဒီ tools တွေကိုဒီ tools တစ်ခုချင်းစီတော့ကျွန်တော်တော့ပြောပြတော့ဒီ design ကိုနားလည်ပြီးတော့တကယ်သုံးနေတဲ့သူတွေဆိုရင်တော့ဒါမြင်လိုက်တာနဲ့တန်းပြီးတော့သိရဲ့ဒီ tool တွေကဘာလုပ်တဲ့ဘာညာပါเนาะအဲနောက်တစ်ခု preset ကိုတက်ကြည့်မယ် preset ကိုနှိပ်လိုက်တဲ့အခါမှာဆိုရင်သူကဓာတ်ပုံတွေကိုကျွန်တော်သိသလားပေါ့เนาะဓာတ်ပုံတွေကိုပြင်လို့ရတဲ့ tools တွေကိုသူချပေးထားမျိုးကိုကျွန်တော်တွေ့ရတယ်ဒီမှာဆိုရင်ကျွန်တော် Photoshop ကိုနည်းနည်းလေးရှင်းနေခဲ့ဖို့တော့ဒီမှာဆိုရင် clone stamp tool တို့ဘာတို့ညာတို့ပေါ့เนาะဟိုတဲ့ clone brush tool လို့ပါတော့ရှိရယ်ဒါဆိုလဲ Photoshop မှာရှိတဲ့ tools တွေပေါ့အဲလိုရှိရယ်လေးယောက်မှာဆိုရင်လည်းသူကလေးယောက်နဲ့ပတ်သက်တဲ့ tool တွေပေါ့နော် category ကိုဝင်လိုက်တာနဲ့ဒီဘက်က tool တွေရောဒီဘက်က tool bar တွေရောအကုန်လုံးပြောင်းသွားတာပေါ့နော် Canva AI ကကြတော့သူက AI နဲ့ပတ်သက်တာဖြစ်တဲ့ credit တွေ point တွေပါလေလိုပဲပေါ့နော် ဒါတော့လက်ရှိစောစောက download ဆွဲလိုက်တဲ့နမူနာ file ပေါ့နော်ဥပမာ Photoshop အတွက်ဒီကွာ Photoshop သမားကဓာတ်ပုံပြင်ဖို့အတွက်သူက document edit ခေါ်မယ်ပါညာဆိုလဲရတယ်အဲ့လိုပဲ file တွေက new ကိုနေပြီးတော့ edit တွေခေါ်လို့ရပါတော့ site တွေ site တွေဆိုတဲ့အခါမှာဆိုရင်ဒီမှာဆိုရင် Photoshop တဲ့ရလို့မျိုး document units တွေရေးလို့ရတယ် points တွေ inches တွေ pcast တွေ fleet တွေပေါ့နော် free free တွေပေါ့အဲ့တော့ကျွန်တော် photoshop မှာဆိုရင် inches တွေရွေးရတယ် dpi နေ dot by inches လာပါလားမသိဘူးနော်အဲ့လိုမျိုးရွေးရတဲ့ဟာဒါ photoshop နဲ့သဘောတရားရအတူတူပဲ color format တွေယူလို့ရတယ် document ကို create လုပ်လို့ရတယ်ဓာတ်ပုံတွေအာ canvas တွေ document တွေဘာညာတွေခံနေတာမျိုးတွေလုပ်မယ်ဆိုရင်အဲ့လိုမျိုးလုပ်လို့ရတယ်ဒါကြောင့်ဆို pantula မသိဘူးပေါ့နော်ကျွန်တော်သိသလား photoshop မှာအဲ့ဒီမှာဆိုလဲ tool တွေရှိမယ် sorry ကျွန်တော် 2ကိုဖြောင်းမိသွားတယ်အဲ့ချိန်မှာဒီချိန်မှာ2ကိုဖြောင်းမိသွားတယ်ဒီဘက်မှာ2မရှိတော့2ပါလေပေါ့နော်2 box လေးမရှိတော့ဆိုရင် view တဲကနေ Tuesday က show ကိုနေလိုက်ရင်သူပြန်ပေါ်လာလိမ့်မယ်သူတစ်ခုတည်းပေါ်တဲ့ tools တွေကိုတုံးချင်နေဆိုရင်အနောက်က outside နဲ့မျှလေးရှိတယ်အဲ့လိုလေးပါတယ်ဆိုရင်ဒီ tools ကတစ်ခုတည်းပေါ်တဲ့ tools တွေနဲ့ဖန်ဆုပ်ဖွဲ့ထားပါတော့နော်အဲ့ပုံမှာကျွန်တော်က mouse နဲ့ဖိထားလိုက်အောင်ဖိထားတဲ့အခါမှာ တစ်ခုတည်းပေါ်တဲ့ဒူတွေထွက်လာတယ်မို့ပေါ့နော်ဒီမှာ track pad ကနေဆိုလဲဖိထားလို့ရတယ်ဒီမှာဆိုရင် pencil tool မှာဆိုရင် pass brush tool တွေ knife tool တွေရှိတယ်ဒါဆိုရင် photoshop နဲ့အတူပဲ text tool ဆိုလဲ text တွေပဲလို့ရတယ်အဓိကတော့ကျွန်တော်ပြောချင်တဲ့အကြောင်းကတော့ဒီ Infinity ဆိုတဲ့ software ကဒီလိုမျိုး function တွေပါပါတယ်ဒီလိုမျိုး tools တွေပါပါတယ်ဆိုတော့ပြောပါပြီးတော့ဘယ်လိုမျိုးသုံးရလဲပါညာရယ်ပေါ့နော်အဲ့တော့ Photoshop ကိုအသေးအံဝယ်ဖို့ကြိုးစားနေတဲ့သူတွေ Photoshop ကို crack version သုံးဖို့ကြိုးစားနေတဲ့သူတွေ infinity ကိုပြောင်းသုံးဖို့ကျွန်တော်အကြံပြုချင်တယ်။ဘာကြောင့်လဲဆိုတော့အခုကျွန်တော်ပြောခဲ့တယ်ဆိုတော့ function တွေကလည်းတော်တော်စုံနေ Photoshop နေပါပဲ powerful ဖြစ်တယ်။အဲအဲကြောင့်မလို့ဒီ infinity ကိုသုံးစေချင်တာပေါ့နော်။ဒီမှာဆိုရင်ကိုယ်လုပ်နေတဲ့ document တွေကို Photoshop လိုပဲအပေါ်မှာ tab တွေအနေနဲ့တော့ခွဲထားပါဘောနော်ဟို illustrator ဆိုလဲ illustrator လေးအောင်ပါဘောနော် သူ့ရဲ့ document ကို export လုပ်မယ်ဆိုရင် export လုပ်ဒီဘက်မှာဆိုရင်ရှိရပါတော့ export png တွေအဲ export ကမှ export format တွေဆိုရင်ဒီမှာရွေးလို့ရတယ် jpeg တွေ svg တွေဒါမှမဟုတ်ဒီမှာ file type တွေမှာဆိုရင်ရွေးလို့ရ file format တွေကိုဘယ်လောက်ဒီ support လုပ်ထားရဆိုတဲ့မှာကြည့် jpeg ဆိုရင်တော့ best quality အတိပေးထားပါတော့ gif file တွေ png file တွေ png file အောင်မှမျိုးစားရလဲ ထည့်ရွေးလို့ရတယ် PDF file နေအဓိကတော့ဒါက export လုပ်တဲ့အခါမှာဘယ်လို file မျိုးစားတွေ export လုပ်လို့ရတယ်လဲဆိုတော့ဗောနဒီကောင်လေးကို export လုပ် ကြည့်ပါမယ် export png jpeg ပေါ့ jpeg ကိုမှ best quality နဲ့ export လုပ်ကြည့်မယ်ဟာသူဘယ်မှာတင်ခိုင်းမယ်ဗောန desktop မှာဆို desktop မှာဒါဆိုရင် ရောက်တာအဲ့ကိုဟိုကလောက်လိုက်တယ်ကော Okay အဲ့တော့ Infinity ကိုကျွန်တော်သုံးဖို့ပဲအကြံပြုရှင်ပါတယ် website လေးစာလေးကိုလည်းကျွန်တော် comment မှာရေးပေးထားပါမယ်ဒီ Infinity နဲ့ပတ်သက်တဲ့ information တွေကိုအများကြီးမပြောဖြစ်ခဲ့ဘူးဆိုတာကဗီဒီယိုအင်းရှေ့သွားမှာဆိုလို့ဗောနော်ပိုပြီးသိချင်တယ်ဆိုရင်သူ့ရဲ့ website မှာကြည့်ကြည့်လို့ရပါတယ်ဒီ infinity ကိုမတုံးတတ်ဘူးဆိုလဲသူ့မှာ community တွေရှိတယ်ပြီးတော့ documentation တွေရှိတယ် သူလိုက်ပြီးတော့လေ့လာလို့ရတယ်သူ photo editing မှာဆိုရင် photo editing ပတ်သက်တဲ့ image site တွေကိုဘယ်လိုလုပ်ရမလဲပါညာဆိုပြီးတော့သူတို့ကပြောပြထားရှိရပါတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာကျေးဇူးတင်ပါတယ်